မိကလေးတွေထင်ကြအောင်ဗိုလ်ကြီးရောင်စာဝင်မဲမပြေးရလို့ထင်းထင်းခင်ရပြီဖြစ်တဲ့တစ်တော့ဆယ်လီပြေးလျောင်းအားလုံးမင်္ဂလာပါဆယ်လီတန်ယူပေးကနေပြန်လေကကြိုဆိုလိုက်ပါရီတစ်တော့တခွေမှာချုံမိကလေးတွေကကတော်မှုဝင်နေဆိုပြီးတော့ရှင်ဘုံအင်ကြီးစတုံးနဲ့ပြိုင်ဆိုင်ကြွားလုံးထုတ်နေကြသလိုအချို့တွေကလည်း၃ဘက်လောက်ရှိတဲ့ဗိုလ်ကြီးကိုမှဘဝလက်တွဲဝါပြေးရွေးချယ်ကျင်ကြပါရီကိုကိုရဲ့ပါရမီဖြစ်ပျက်လေးဖြစ်နေဆိုတဲ့မိကလေးတွေဗိုလ်ကြီးကတော်လှုပ်ချင်လို့၃ဘွင့်ဗိုလ်ကြီးရှာဖွေနေကြတဲ့မိကလေးတွေကို သုံးဝင်တက်ထားလိုက်တဲ့ဘူကြီးစစ်မဟုတ်ကြောင်းတစ်တော့ဆယ်လီပြည်လင်းအောင်ကတကွက်ပြသွားခဲ့ပါတယ်။ပြည်လင်းအောင်ဆိုတဲ့လူတစ်ယောက်ကတစ်တော့မှာယူနီဖောင်းပြည့်စုံဝတ်ပြီးရဲဘူကြီးဖြစ်ကြွားလုံးထုံနေသူပါ။အသက်ငယ်ငယ်လေးနဲ့ရဲဌာနမှာဘူကြီးဖြစ်နေတဲ့အကြောင်းကိုမကြာခဏတင်လေးရှိပါတယ်။ဘူကြီးဖြစ်ပေမဲ့လည်းအချိန်တိုင်းလိုလိုအားလက်နေပြီးတစ်တော့ဆော့တိုင်းမှာလည်းဝစ်စုံပြည့်ကိုဝစ်ဆင်ထားပါတယ်။သူကိုယ်တိုင်ကရဲဘူကြီးဖြစ်ရောမကဘဲအဖေကလည်းရဲကျော်အမေကလည်းရဲအုပ်ဆိုပြီးတော့ကြွားလုံးထုံနေတဲ့ပြည်လင်းအောင်ကိုကတော့ဖြစ်နေတဲ့မိန်းကလေးတွေကတိတ်တခိုးကြွေကြရပါတယ်။ ကိုယ်တိုင်ကအရာရှိဖြစ်နေုံသာမကရဲကျုပ်ရဲ့ချိန်မှပါဖြစ်လာနိုင်လို့ပြည်လင်းအောင်ကိုသဘောကျနေကြတဲ့မိန်းကလေးကလည်းတပုံတပင်ရှိပါရယ်အခုတော့ပြည်လင်းအောင်ကသုံးဝင်ရှိတဲ့ဘိုးကြီးလည်းမဟုတ်တဲ့ပြင်သူပြောပြထားတဲ့အရာတွေအားလုံးကအလင်းညာတွေဖြစ်တဲ့အကြောင်းပေါ်လင်းသွားပါပြီအင်းစိန်မနေထိုင်နေပြည်လင်းအောင်ရဲ့ရဲပြေးတယောက်ဖြစ်ပြီးတကယ်ရဲရရှိမဟုတ်ခဲ့ပါဘူးသူမိဘတွေကလည်းရဲကျုပ်မဟုတ်တဲ့ပြင်ဘိုးကြီးဟန်ဆောင်ထားတဲ့ရဲပြေးဖြစ်နေခဲ့ပါရယ်တတော်မှာဦးရဲဆိုပြီးတော့မိန်းကလေးတွေကထင်ကြီးပင်မဲ့လေလိညာနေတာကိုရဲစစ်တွေကရှိမိတဲ့ခါမှာဖမ်းမိလိုက်ပါရယ် သူရဲ့ခန်းထဲမှာရင်ကဝတ်ခဲ့မှုတွေရဲဝတ်စုံတွေပြင်လက်ထိတီကိုပါတွေ့သားပါရီဖမ်းမိလိုက်တဲ့ချိန်မှသာသူ့နောက်ကြောင်းကိုအလုံးကတိသွားခဲ့ကြတာပါပြင်းလင်းအောင်ကတချိန်ကရဲလုခဲ့ပေမဲ့လည်းရဲပြေးတယောက်ဖြစ်နေခဲ့ပြီးတော့သူဝိစင်ထားတဲ့ယူနီဖောင်းတွေကိုလည်းဖမ်းမိခဲ့ပါရီတတော်မှာတော့ပြင်းလင်းအောင်ကတရက်ခန့်ဖမ်းတာတွေလည်းလုပ်ပြသလိုလမ်းမှာကားတားပြီးတော့မိမျက်နာတွေကိုလည်းတင်ထားခဲ့သူပါအသားပြူးပြူးနှခမ်းရဲလေးရှိပေမဲ့တကယ်တမ်းဖမ်းမိလိုက်ချိန်မှာတော့ဆန့်ကျင်ဘက်ဖြစ်နေပါရီ ရဲစစ်တွေကဖမ်းမိလိုက်ချိန်မှာတတော်ကပြေးလင်းအောင်နဲ့အပြင်ကပြေးလင်းအောင်ကမမမိနန်လာအောင်ကွာခြားနေပါရီ။အန်ဆောင်ကောင်းတဲ့ပြေးလင်းအောင်ကိုတော့ရဲစစ်တွေကတကယ်ဖမ်းမိသွားခဲ့ပါရီ။အချို့မင်းကလေးတွေကတုံးမင်းရှိတဲ့ပူကြီးတွေဆိုရင်အရင်သဘောကျတဲ့ကြပြီးတော့ပြေးလင်းအောင်ကလည်းဒီလိုချက်တွေကိုတာယာနေကြတာပါ။ပူကြီးဖြစ်နေပြေးလင်းအောင်ကတခါတည်းမှာတုံးမင်းဖြစ်နေပေမဲ့တခါတည်းမှာတော့နှစ်ပွင့်ဖြစ်နေတဲ့ပါရီ။ရှင်းအောင်မကြီးတဲ့မူရီကြောင့်မေသူ့ကိုတတိထားမိခဲ့ကြပေမဲ့ရဲတူဖြစ်မယ်လို့မထင်ခဲ့ကြပါဘူး။ အခုတော့ဖမ်းခံလိုက်ရပြီဖြစ်လို့ပြည်လင်းအောင်ကိုလက်ချက်ပြီးကတော့ပြစ်ချင်တဲ့မိကလေးတွေကခြေကွဲဝန်းနေနေရတော့မှာပါအသက်ငယ်ငယ်နဲ့ယာရုကြီးနေတဲ့ပြည်လင်းအောင်ကိုလက်ချက်ပြီးရင်ဘူကြီးတော်လည်းဖြစ်ရမယ်ပြီရဲကြော်ရဲချေးမှဖြစ်စိတ်ကူးရင်ထားတဲ့မိကလေးတွေကတိတ်တဲ့ရေတုံးဖြစ်သွားကြပါပြီဆိုရှယ်မီဒီယာမှာတွေ့ရတဲ့ရှားတိုင်းကလည်းအစ်စ်မန်နေမဟုတ်နိုင်တာကြောင့်ပြည်လင်းအောင်ကတော့တကယ်ဖမ်းခံလိုက်ရပြီဖြစ်ပါတယ်ရဲဝတ်စုံတွေကိုဝစ်ဆင်ပြီးတော့ဘူကြီးပါဆိုပြီးကြွားလုံးထုတ်ခဲ့ပေမဲ့မပြီးလို့ဖမ်းခံလိုက်ရတဲ့ပြည်လင်းအောင်ပေါ်မှာဘလို့ထင်မြင်မိလဲကွန်မန့်မှာပြောခဲ့ပေးပါဦးရှင် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကို like and follow လုပ်ခဲ့ဖို့တော်မိပါနဲ့ဦးရှင်။အားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချဲစီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိမ့်ပါစေနော်။